ိုင်ငံတကာပညာရေးခွင့်လန်းနေကြအောင်ပြင်ဆင်ပေးနိုင်ပါတယ်။ Dalwich College ကျောင်းသားကျောင်းသူတွေဟာနိုင်ငံတကာတက္ကသိုလ်တွေမှာဝင်ရောက်ပညာသင်ခွင့်ရတဲ့မှတ်တမ်းတွေများစွာရှိပါတယ်။နှစ်90ပြည့်အာဇာနည်နေ့အတွက်အာဇာနည်ဂုဏ်နဲ့ရွှေတခုံစီရော်ဝင်းချင်မှာလုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားတယ်လို့သိရပါတယ်။အာဇာနည်ဗိမာန်တီရှိရာအာဇာနည်ဂုံအနီးတစ်ဝိုက်မှာလုံခြုံရေးကိုအတွင်စီအပြင်စီနဲ့ဗဟိုစီဆိုပြီးစီတုံးစီတက်မှတ်ကလုံခြုံရေးအင်အားကိုတင်းကျပ်ထားမှာဖြစ်ပါတယ်။ ဒါအပြင်အာဇာနီကုန်းကိုလုံခြုံရေးတင်းကျပ်ထားသလိုရွှေတဂုံပြည်ဝန်အတွင်းမှာပါလုံခြုံရေးတွေအထူးချမှတ်ထားမှာဖြစ်ပါတယ်။အထူးလုံခြုံရေးကိုတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကစီမံဆောင်ရွက်နေတာဖြစ်ပြီးပုံမှန်ရှိနေတဲ့လုံခြုံမီသက်ဌာနကတော့အရင်ကအင်အား150ကျော်ရှိပြီးအာဇာနီနေ့အတွက်ကိုတော့အင်အား300ကျော်နဲ့လုံခြုံရေးတာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီနေ့မှာရွှေဒဂုံစီတီတော်ရဲ့မြောက်ဘက်ဆောင်တန်းနဲ့ကားရနာရနေရာတွေကိုတော့ပိတ်ထားမှာဖြစ်တယ်လို့ရွှေဒဂုံစီတီတော်ဂောပကအဖွဲ့ရုံးမှရုံးအဖွဲ့မှဦးထွန်းအောင်ငွေကအခုလိုပြောပါဗျ။ဒီရွှေဒဂုံစီတီတော်ရဲ့မြောက်ဘက်ဆောင်တန်းပေါ့နော်မြောက်ဘက်ဆောင်တန်းမြောက်ဘက်ဆိုင်ကန်း90ဒီဆိုင်ကန်းတွေရဲ့မြောက်ဘက်ကားဝင်းရေကိုပိတ်ထားမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်အဲကျွန်တော်တို့အာဇာနီဂုံးကိုလာရောက်ပြီးတော့ဒါဂါရဝပြုနေတဲ့သူတွေဟလား ဒါနဲ့ဒီဘက်ကဖျားပူးစီနဲ့ဒါရှုပ်ထွေးမှုမဖြစ်စေဖို့အတွက်ကျွန်တော်တို့ဒီဘက်မြောက်ဖက်အဲဇောင်းဟိုဇောင်းနန်းငါဝင်တက်ရောက်မှုကိုအဲ့ဒါပိတ်ထားမှာဖြစ်တယ်လို့အရှိဘက်ဇောင်းနန်းလည်းပိတ်ထားမှာဖြစ်ပါတယ်အရှိဘက်ဇောင်းနန်းလည်းဒါဟိုဘက်ကဒါခွင့်ပေးမှ လူယူရေးတက်ဖွဲ့ကခွင့်ပေးမှကျွန်တော်တို့ကဒါတက်စင်းကိုပြန်ခွင့်ပြုမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလောက်ကတော့အဒီပဲအရှိပဲဇောင်းနှန်းကလည်းဒါသူတို့လမ်းကြောင်းကိုတတ်မှတ်ပြီးပြီးတော့အဒီလမ်းကြောင်းအတိုင်းသာတက်ခွင့်စင်းခွင့်ရမှာဖြစ်ပါတယ်ဒီအာဇာနီဂုံးဘက်ကိုတော့လာခွင့်အဒီဘက်ကနေစင်းပြီးတော့လာခွင့်မရဘူးလို့သိရပါတယ်ခင်ဗျာ ွေတကုံစီရီတော်ပရဝုံအတွင်အရင်နှစ်အာဇာနီနေ့တွေကလည်းလုံခြုံရေးအင်အားဖြင့်ဆောင်ရွက်ခဲ့ပြီးယခုနှစ်မှာဖျားဖူးဧည့်သည်တွေသွာလာရလွယ်ကူစေဖို့အတွက်လမ်းကြောင်းတွေချမှတ်ထားပုံကိုရုံးအဖွဲ့မှဦးထွန်းအောင်ငွေကအခုလိုဆက်ပြောပါဗျာ။ဒီနေ့မှာကျွန်တော်တို့လာရောက်ပြီးတော့ဂါရဝပြည့်တဲ့သူတွေကအလိုများပြားတဲ့အတွက်ညနေဆောင်အထိကိုကျွန်တော်တို့အရှိတ်အဆောင်လမ်းကအဲတက်ခွင့်စင်ခွင့်အထက်ခဲရှိပါတယ်အဲ့တော့ဟိုခုနပြောတဲ့အတိုင်းပဲတက်ကိုကျွန်တော်တို့ကဒီဘက်အာဇာနီဂုံးဘက်ကိုမလာဘဲနဲ့ လမ်းကြောင်းလွှဲပေါ့လမ်းကြောင်းလွှဲကနေပြီးတော့ပြတ်တာစင်းတာကိုအရှိပဲဆောင်းနေအောင်ပေးမယ်လို့သိပါတယ်။မြောက်ဘက်ကတော့ဒါတဏီကိုဟိုပိတ်မှာဖြစ်ပါတယ်။အရင်နှစ်နဲ့ဆိုရင်တော့အရင်နှစ်ကလည်းကျွန်တော်တို့ကအပြည့်အဝအဲကျွန်တော်တို့ဒါအင်အားပြည့်လူကြီးရေးဆောင်ရွက်ထားတာဖြစ်တယ်လို့ဒီနေ့လည်းဒီတိုင်းမှာပဲရင်းဒီခေတ်နှစ်အတိုင်းပဲကျွန်တော်တို့အပြည့်အဝလူကြီးရေးဆောင်ရွက်ထားပါထားပါတယ်ခင်ဗျာရွှေကုံစီတို့အတွင်းအာဇာနည်နေ့အတွက်အခုလိုလုံခြုံရေးစနစ်တကျဆောင်ရွက်မှုတွေရှိတယ်လို့ပဲပုံမှန်လုံခြုံရေးကိုလည်းစနစ်တကျလှုပ်ဆောင်ရွက်ရှိတာဖြစ်ပါတယ် ။ဒါအပြင်ဘုရားဆောင်တန်းတွေမှာကတ်ထားတဲ့ IS တပ်ဖွဲ့ဝင်တဦးတွေ့ရှိကသတင်းပေးတိုင်ကြားရန်ဆိုတဲ့ပိုစတာမှာတော့လွန်ခဲ့တဲ့တနစ်ဝင်းကျင်ကကတ်ထားတာဖြစ်ပြီးယခုလောလောဆယ်အခြေအနေအတွက်မဟုတ်ဘူးလို့ရွှေဒဂုံဘုရားကောပကအဖွဲ့ရုံကသိရပါဗျာ။